မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အောက်တိုဘာလ23ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ AAVD တိုင်းရဲ့မြို့နယ်၅ခုမှာ AAPDF ပူးပေါင်းတပ်များနဲ့စစ်တပ်တွေကြားမှာတိုက်ပွဲများပြင်းထန်နေပြီးတော့စစ်ခွေးတပ်ဘက်ကတေဆုံထိခိုက်မှုတွေများပြီးဈေးရုံကရင်တော်မလုံလောက်တော့ပဲဈေးဝါများပြတ်လတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အေယော်ဒီတိုင်းမှာရှိတဲ့မြို့နယ်၅ခုမှာဖြစ်ပွားနေတဲ့တိုက်ပွဲများမှာဒဏ်ရာရတဲ့အကြမ်းဖက်စစ်ခွေးများအလုံးကို MLA တပ်မတော်စေးတက်ရင်မဆာရ၄နဲ့ဆေးရုံများမှာဆေးကုသနေရ ကရင်မလုံလောက်ခြင်းနဲ့ဈေးဝါများမလုံလောက်ခြင်းများဖြစ်ပေါ်နေတယ်လို့သိရပါဗျ။ AOD တိုင်းလေးမြန်နာမြို့နယ်အင်ကပူမြို့နယ်တာပေါင်းမြို့နယ်ပသိမ်မြို့နယ်နဲ့ရေကြီးမြို့နယ်များမှာ AAPDF မဟာမိတ်တပ်ဖွဲ့တွေနဲ့အကြမ်းဖက်စစ်ခွေးတပ်တို့ကြားတိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်တယ်လို့သိရပါဗါတယ်။အဲ့ဒီတိုက်ပွဲတွေအတွင်းမှာထိခိုက်ဒဏ်ရာရရှိတဲ့စစ်ခွေးများအလုံးကိုပသိမ်မြို့နောက်တောင်တိုင်းစစ်ဌာနချုပ်အခြေဆိုင် စစ်မြေပြင်စေးတက်ရဲမဆရ၄ကိုသာပို့ဆောင်နေတဲ့အတွက်ကြောင့်နေတိုင်းလိုလိုဒဏ်ရာရတဲ့စစ်ခွေးများအစုလိုက်အပြုံလိုက်ရောက်ရှိလာတယ်လို့သိရပါဗျာ။ ်အော်တိုဘာလ၈ရက်နေ့ကမဆာလာ၄မှာရှေ့တန်းကနေပြီးတော့ခန္ဓာကိုယ်လက်မောင်းနဲ့၆ရက်တည်းမှာကြီးစံထိမှန်ပြီးတော့ရောက်ရှိလာတဲ့ဒဏ်ရာရတဲ့စစ်ခွေးများအစုလိုက်အပြုတ်လိုက်ရောက်ရှိလာတဲ့အတွက်ဈေးတက်ရင်မှာဂရင်မလုံလောက်တော့တဲ့အတွက်ကြောင့်ဈေးရုံနဲ့ဈေးတက်ရင်ရှေ့မှာရှိတဲ့ကစားကွင်းနဲ့နားနေဆောင်တွေမှာကြောဘုတ်အိတ်တွေကိုခေါင်းအောင်ခိုင်းပြီးတော့ဒဏ်ရာရတဲ့စစ်ခွေးများကိုဈေးကူတာပေးနေရတယ်လို့သိရပါဗါးအလားတူပဲ အော်တိုဘာလ9ရက်နေ့နဲ့10ရက်နေ့တွေမှာလဲမဆာယာ၄စစ်ဆေးရုံရဲ့ရင်ခွဲရုံမှာရှေ့တန်းပြန်စစ်ခွေးမသားအလောင်းများကိုအစုလိုက်အပြုံလိုက်အမိန့်စာပြန်နေရပြီးတော့ရွှေမြင်းနေတဲ့ဂျိုဆက်မှာမိသူဂျိုနေပြီးစစ်သုံးဆောင်ပစ္စည်းများကိုလည်းအစုလိုက်အပြုံလိုက်စိုးပြစ်ထားတယ်လို့သိရပါဗျ။လက်ရှိချိန်မှာမဆာယာ၄မှာစေဝါမလုံလောက်တော့တဲ့အတွက်ကြောင့်ဒဏ်ရာရတဲ့စစ်ခွေးများအလုံးကိုစေကူတမှုမပေးနိုင်တော့ဘူးလို့ပြောပါတယ်။ ား AR တိုင်းထဲမှာစစ်တပ်ကစစ်ကြောင်းထိုးရင်အင်အားအလုံးရင်းနဲ့ထိုးတာပဲဒါပေမဲ့စစ်မှုထမ်းတပ်သားတစ်တွေအများဆုံးပါဝင်တော့တိုက်ပွဲတိုင်းလိုလိုမှာစစ်ခွေးတွေဘက်ကအထိနာနေတာမဆရလေးမှာတော့နေတိုင်းလိုလိုကိုဒဏ်ရာရတဲ့စစ်ခွေးတွေအလုံးရင်းနဲ့ကိုရောက်နေတယ်သေးဆုံးတဲ့မသားလောင်းတွေကိုလည်းရွှေမြင့်နဲ့တကြိုဆက်မှာတိတ်တဆိတ်တကြိုနေရတယ်လို့တက်တွင်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်အေးရဲ့ထုတ်ပြန်ချက်မှာရခိုင်ပြည်နယ်နဲ့အဆက် AR တိုင်းမှာလဲတိုက်ပွဲများပြင်းထန်နေတယ်လို့ဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမိထီလာမြို့မှာကင်းလဲ့နေတဲ့ရဲကားကိုလက်ပြဘုံနဲ့ပြစ်သွင်းတိုက်ခတ်ရာရဲနှအုပ်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘားလ12ရက်နေ့မနက်7:00နာရီကမှာ မိဒီလာမျိုးအနောက်ဘက်ကနေကင်းလှည့်ပြီးတော့ပြန်လာတဲ့ရဲကားဟာမျိုးရင်းကိုပြန်လဲဝင်ရောက်လာတဲ့အချိန်ပညာရေးတပ်ကတော်အနီးမှာလက်ပစ်ဘုံးနဲ့ပြည်သွင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုအတွင်းမှာရဲနာဦးပွဲချင်းပြီးတိုက်ဆုံပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတွေလည်းများပြားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိခိုက်ဒဏ်ရာရရှိသွားတဲ့ရဲတွေကိုမိဒီလာဆေးရုံကိုပို့ဆောင်ပြီးတော့အရေးပေါ်ကုသနေရတယ်လို့ပြောပါတယ်။ရဲခွေးကားကမိဒီလာမျိုးရဲ့အနောက်ဘက်မှာကင်းပတ်ပြန်လာပြီးတော့မျိုးရင်းနဲ့ပြန်ဝင်လာတဲ့အချိန်ကျွန်တော်တို့ Satan UG အဖွဲ့က၄ရက်ကြာစောင့်ကြည့်ပြီးတော့မနေ့က မနက်7:00နာရီလောက်မှာပညာရေးတက္ကသိုလ်အနီးအရောက်လက်ပစ်ဘုံနဲ့ပြည်တွင်းတိုက်ခိုက်ခဲ့တာပါရဲခွေးနှကောင်ကတော့ပွဲချင်းပြီးတိတ်ဆုံးနေကြံတဲ့ရဲခွေးတွေလည်းထိခိုက်ဒဏ်ရာရပြီးတော့စေယုံကိုပို့ထားရတယ်လို့သိရတယ်လို့စေတန် UG အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုစေတန် UG အဖွဲ့ကပြုလုပ်ခဲ့ခြင်းဖြစ်ပြီးတော့ဒေါ်လာရဲ့ရဲဘော်များအထူးကဲမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းဒဝဲမြို့ဝင်းကြီးအိမ်ယာခလိုက်ရ104တပ်ရဲနဲ့ရေပြူမြို့မှာရဲစခန်းတို့ကို drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဘာလ9ရက်နေ့နေ့လယ်12နာရီလောက်မှာရေပြည်မြို့နယ်မြို့မှာရဲစခန်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးများကို drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းစစ်ခွေးတွေဘက်ကထိခိုက်သေးဆုံးမှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။အလားတူပဲအဲ့ဒီနေ့ညနေ4နာရီကျော်လောက်မှာဒဝဲမြို့ဝင်းကြီးအိမ်ယာအတွင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးများကိုလည်း drone နဲ့ထပ်မံဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်ကထိခိုက်မှုအရေအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။ဒါအပြင် အော်တိုဘားလာ၈ရက်နေ့ည9နာရီလောက်မှာလဲလောင်းလုံးမျိုးနဲ့ခလိုက်ရ104တပ်ရင်းကိုလဲတော်လိုင်းတပ်ဖွဲ့များက drone နဲ့ထပ်မံဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNL ရဲ့ဒူရကစစ်ကြောင်း drone team နဲ့ DEF drone team တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်ပြည်သူများအနေနဲ့လည်းတနိုင်ငံလုံးအတိုင်းအတာနဲ့စီရေးများကိုအချိန်ဟုန်တွန်းပြန်စွာဆောင်ရွက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်စီရေးအထူးအသည့်သတိပြုသွားလာနေထိုင်ကြရန်တိုက်တွန်းထားပြီးတော့ တနင်္သာရီတိုင်းအတွင်းအချမ်းပါဆက်တကအချိန်မရွေးလေချောင်းကိုအုံပြုပြီးတိုက်ခိုက်မှုများရှိလာတဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့လေချောင်းရံကာကွယ်ရေးနဲ့ပတ်သက်တဲ့သတင်းအချက်အလက်များကိုလိုက်နာကြင်ကြံကြပါရန်နဲ့ဒေါ်လိုင်းရင်းနဲ့စီရေးအရှိန်မြင့်လာတာနဲ့အမျှပြည်သူဘက်မှအမှန်တရားဘက်ရက်တီလို့တဲ့စစ်သားများရဲတပ်ဖွဲ့ဝင်များကိုလည်းပြည်သူရင်ခွင်ခိုးလုံဖို့အတွက်အမြန်ဆုံးပူးပေါင်းပါဝင်ပေးကြပါရန်ဒုရကစစ်ကြောင်းကတိုက်တွန်းဖိတ်ခေါ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်တက်ကုန်းမြို့နယ်မှာအကြမ်းဖက်စစ်ခွေးများကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်တပ်က၄ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ15ရက်နေ့မွန်လွယ်3နာရီခွဲအချိန်ကမှတက်ကုန်းမြို့နယ်ရတနာမြေကြီးရွာအနီး နေမြေရှင်းလင်းရန်ထွက်လာတဲ့စစ်ခွေးများကိုတော်လိုင်းတပ်ဖွဲ့များကမိုင်းခွင်းအရောက်မှာဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးတကောင်ပွဲချင်းပြီးတိုက်ဆုံသွားပြီးတော့ထိခိုက်ဒဏ်ရာရတဲ့စစ်ခွေးတွေကိုတော့လူနာတင်ကားနဲ့လာရောက်တဲဆောင်တဲ့အချိန်စစ်ခွေးသုံးကောင်ထပ်မံတိုက်ဆုံသွားတယ်လို့သိရပါဗါးဒါအပြင်ထိခိုက်ဒဏ်ရာရရှိတဲ့စစ်သား၄ဦးလည်းရှိတယ်လို့ပြောပါတယ် အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုကိုမကွေးတိုင်းဒေသကြီးမကွေးခရိုင်မြို့တည်မြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့မြို့တည်ပကောက်ပကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ဒေါ်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရယ်ခမောင်းနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တောင်တက်မတော် TNL တိတ်ပိုက်ထိန်းချုပ်ထားတဲ့ကြောင်မဲမြို့နယ်ကမိုင်းလုံမြို့ကိုအာနာသိအကြဖတ်စစ်ခွေးတက်ကလေချောင်းကနေပြီးတော့ဘုံကျဲတက်ခတ်ခဲ့လို့ပြည်သူတွေရဲ့နေအိမ်လေးလုံးပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဘာလ12ရက်နေ့ညနေပိုင်းမှာစစ်ခွေးတပ်ကမိုင်းလုံးမျိုးကလေကြီးရွာနဲ့ဗစည်းကြီးရွာကိုဘုံကျဲတိုက်ခတ်ခဲ့တာဖြစ်ပြီးတော့နေအိမ်လေးလုံးပျက်စီးသွားတယ်လို့ဖော်ပြထားပါတယ်စစ်ခွေးတပ်ကအော်တိုဘာလ9ရက်နေ့ကမိုင်းလုံးမျိုးနဲ့နမ်ခုတ်အုပ်စု မန်ဟုံရွာကိုတိုက်လေရဲနဲ့ဘုံနှလုံးကျဲပြီးတော့လက်နက်ကြီးနဲ့ထပ်မံပစ်ခတ်ခဲ့တာကြောင့်ကလေးငယ်3ဦးအမျိုးသမီး5ဦးအမျိုးသား5ဦးစုစုပေါင်း73ဦးတိတ်ဆုံးခဲ့တယ်လို့သိရပါဗါးဒါအပြင်တအူးဒဏ်ရာရပြီးတော့အိမ်6လုံးပျက်စီးသွားတယ်လို့ DNA လေးကထုတ်ပြန်ထားပါတယ်အလားတူပဲအော်တိုဘားလ17ရက်နေ့ကလည်းမိုင်းလုံးမြို့နယ်ဆန်ရွာမှကြီးရွာကိုပေါင်150ဘုံနှလုံးကျဲချခဲ့တဲ့အတွာဖုန်ကြီးကြောင့်နဲ့နေအိမ်တချို့ပျက်စီးခဲ့သေးတယ်လို့သိရပါဗါးစစ်ခွေးတပ်ဟာမိုင်းလုံးမြို့အပါအဝင် TNL အသိပိုက်ထိန်းချုပ်ထားတဲ့မြို့ရွာတွေကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေဇက်တိုက်လုံနေခဲ့တာပဲဖြစ်ပါတယ်အခုအော်တိုဘာလာအတွဲမှာမိုင်းလုံမန်တုံနမ်မတူနမ်ဆန်မိုးမိတ်မိုင်းကော့တီဘောစတဲ့ TNL ထိန်းချုပ်ထားတဲ့ဒေသတွေကိုစစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့လို့ပြည်သူအယောက်30လောက်တေဆုံးတာအများပြားဒဏ်ရာရရှိခဲ့ပါတယ်ပြည်သူတွေအနေနဲ့စစ်ခွေးတပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုများကိုရှောင်ရှားနိုင်ဖို့စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီးတော့လေကြောင်းရန်ကောက်ွယ်ဆိုင်ရာနီလန်းများကိုလည်းဆောင်ရွက်ကြဖို့ DNA လေးကနှိုးဆော်ထားပါတယ်စစ်ခွေးတပ်ဟာတောင်းဒေသကိုသားမကနိုင်ငံတော်မှာရှိတဲ့တိုင်းသာလက်နက်ကိုင်တွေနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေတိမ့်ပိုက်ထိန်းချုပ်ထားတဲ့နေရာတွေကိုလက်နက်ကြီး drone လေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေပြီးတော့ပြည်သူအပေါ်မှာရာဇဝဲမှုကျူးလွန်နေတယ်လို့ DNA လေးကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်ဂျားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးကတော့ နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကို အစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာ နေ့စဉ်မပြတ်အစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါ့မြုံနယ်နဲ့မြန်မြုံနယ်မှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်ဆက်တက်ကဂျိုင်ရိုကော်ပတာဆက်တက်လေထီးများနဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်နေအိမ်များပျက်စီးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကအော်တိုဘားလ12ရက်နေ့မနေ့17ရက်နေ့ကျော်လောက်မှာပေါင်းမြို့နယ်အရှိမြောက်ချမ်းမာရှိတဲ့ကျေးရွာများကိုမုံရွာနမခကနေတက်လာတဲ့ဂျိုင်ရိုကော်ပတာ3စီးက3ချိန်ဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါဗျ။ အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းပြည်သူများထိခိုက်မှုမရှိတော့လဲအဆောင်အုံများထိခိုက်ပျက်စီးသွားတယ်လို့ပြောပါတယ်အလားတူပဲမနေ့ကအော်တိုဘားလ12ရက်နေ့မနေ့အစောပိုင်း9နာရီလောက်မှာမြိုင်မြို့နယ်အနောက်ချမ်းမှာရှိတဲ့ကျေးရွာများကိုလည်းအကြမ်းဖက်စစ်တပ်ရဲ့ဗခုတ်ကူတပ်မတရတက်ကနေတက်လာတဲ့စစ်တပ်၄ထီနှစီးကဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့ပြည်သူများထိခိုက်မှုတော့မရှိဘူးလို့သိရပါတယ်မြိုင်နယ်ပေါ့မြို့နယ်တဲကိုစစ်ခွေးတွေက ဇက်တက်လေထီးတွေနဲ့ဇက်တိုက်ကိုဘုံကျဲနေတာပြည်သူတွေလည်းရွာထဲမှာမနေရတော့လို့နေတိုင်းလိုလိုပြေးနေရတယ်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ခွေးတွေကပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့ဘုံကျဲနေတာလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်ဒါအပြင်ရှမ်းပြည်နယ်မိုင်းလုံမြို့နယ်ကိုလည်းအကြမ်းဖက်ဇက်တက်ကဂျက်ဖိုက်တာနဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့် နေအိမ်များထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။အော်တိုဘာလ17ရက်နေ့မွန်လယ်တနအိခွဲအချိန်ကမှအကြမ်းဖက်ဆက်တပ်ကတော့ဆန်ရွာမှကြေးရွာကိုဂျက်ဖိုက်တာနဲ့ပေါင်250ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်ဆက်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုအတွင်းနေအိမ်နှလုံးနဲ့ဖုံကြီးကြောင်းမှာရှိတဲ့ဇယံများထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။ အော်တိုဘာလ10ရက်နေ့ကလည်းမုံမိတ်မြို့နယ်အောင်မြေရွာအနီးကိုအကြမ်းဖက်ဆက်တပ်ကပေါင်250ဘုံနှလုံးနဲ့လက်နက်ကြီး6လုံးပြစ်ခတ်တိုက်ခတ်ခဲ့သေးကြောင်းသတင်းရရှိပါရယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပြီးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ